ဘာပဲဖြစ်ဖြစ်လုံရဲတယ်ငါတို့အတွက်ပဲဆိုရင်တကူကောင်းစိတ်သက်မျိုးရှိတဲ့အာနာရှင်ဆိုတာတည့်ချက်ကျွန်တော်တို့မိလို့မရဘူးဒါနံပါတ်1ချက်ပေါ့နော်ဘာဖြစ်လဲဆိုတော့အခုချိန်မှာဒီအနုပညာသမားတွေဒီလိုမျိုးရိုက်ကူးရင်ဒီလိုကြုံရမယ်ဒီလိုအစဲခံရမယ်ဆိုတာကိုသူနားလေတယ်နားလေတယ်သူတို့နားလေလုံးလို့အဓိကရိုက်ကူးတဲ့ director ဒီဇိုင်းကြီးတွေကိုရေးပေးတဲ့ဇညူရေးစရာပြောင်းနေတယ်ကျွန်တော်ပြောတာပြည့်တဲ့နားလေပါလိမ့်မယ်ကျွန်တော်တို့ဘာဇကားပဲရိုက်ရိုက်ဒီများတို့ပြောတဲ့စောက်ဘောကားပဲရိုက်ရိုက်ဇကားဇကားရိုက်ပြီဆိုရင် director နဲ့ဇညူကတော့မဖြစ်မနေပါဝင်ရမယ့်အခန်းကဏ္ဍမှာရှိပါတယ်ဟုတ်ရိုက်တဲ့နေရာမှာလည်းဘယ်အဖွဲ့မှရိုက်ကူးတက်ဆက်သွားသည်ဆိုတဲ့အားရဟုတ်ကဲ့ဇညူ ရေးတဲ့နေရာမှာကြံတဲ့ပါဝင်တဲ့တရုတ်ဆောင်ကြီးအကုန်လုံးကိုနာမည်ကိုဒါတော့ကြည်လာတဲ့ဘယ်သူမှန်းတမ်းသိတဲ့ဓာဒီနေတို့ဓာဒီမြင်းမြတ်ဓာဒီနေဝင်းစသဖြင့်ပေါ့နော်အကုန်လုံးကြည်လာတဲ့အကုန်တမ်းသိတဲ့လူတွေအကုန်လုံးကိုတော့မှ credit တွေတန်းစီပြီးထိုးသွားတဲ့နေရာမှာဟုတ်ပြီနော်ဆန်ညော director နာမည်လုံးဝမထိုးသွားဘူးဘာကြောက်လဲစဉ်းစားကြည့်ပါအဲ့လိုထိုးရင် ပြဿနာတက်မယ်အဲ့လိုအစဲခံရမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီဟာကို keep လုပ်လာတာအဲ့တော့သူတို့လူသူတို့ ਨੇ ပတ်သက်ရဆက်နွယ်ချောင်းကိုတော့ keep လုပ်နိုင်ပြီးတာဒီအနုပညာသမားတွေကိုဘာလုပ်လာလဲဒါချနေတော့ဟာအဲ့တော့မြန်မာပြည်မှာဆက်လက်ရှင်သန်နေကြတော့အနုပညာရှင်နေတယ်တနေ့မို့တနေ့ဒီလိုကိစ္စတွေကကြုံတွေ့လာအောင်ပါပဲအဲ့လိုမျိုးကျွန်တော်တို့တွေးခဲ့မိလို့အဲ့လိုဘဝကျွန်တော်တို့ရုံထွက်ပြီးတော့ဒီလိုဘဝမှာသာပြီးရှင်သန်နေတယ် ျွန်တော်ပြောပြောနေရဆိုအဲ့ဒါပဲဟာနံပါတ်1အချက်ပေါ့နော်အဲ့တော့နောက်နံပါတ်2အချက်ဒီထဲမှာပါဝင်ကြတဲ့တရုပ်ဆောင်တွေကိုတတိထားကြည့်ကြည့်တိုက်ဆိုင်မှုလို့တချို့ကြီးပြောကောင်းပြောကြပါလိမ့်မယ်ကျွန်တော်တိုက်ဆိုင်မှုလို့ကျွန်တော်မထင်ဘူးကျွန်တော်တော့ give and take ဆိုတဲ့ကိစ္စလို့ပဲကျွန်တော်ထင်တယ်အပြည့်ယူပေါ့နော်ဘာဖြစ်ဆိုလက်တလောကိုဒါကစအနာသိမ့်ပြီးတဲ့ အချိန်မှာနော်ကျွန်တော်ကတော့အာနာတိမ့်တယ်လို့ပဲပြောပါတယ်နော်ဘာဖြစ်ဆိုတိမ့်နာတာကတိမ့်နာတာပါပဲအေးကြမောင်ပြောလို့အာနာထိမ့်တယ်လို့တော့ကျွန်တော်လက်မခံနိုင်ဘူးဟုတ်ဆက်လာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျင်းပတဲ့အကယ်ဒမီဘေးပွဲမှာဟုတ်ပြီနော်ထူးထူးခြားခြားစတင်ပြီးတဲ့တေးဥဆောင်မြေမြင့်မူအကယ်ဒမီတို့ပြီးတယ်ဒုတိယချူလေးအကယ်ဒမီပြီးတယ်နေဝင်း အကယ်ဒမီပေးတယ်လက်တလောပူပူနွေနွေအေးချမ်းမောင်အကယ်ဒမီပေးတယ်အဲ့တော့အဲ့ဒီအကယ်ဒမီပေးခဲ့တဲ့ပေးခဲ့တဲ့လူတွေအပေါ်မှာဒါကျွန်တော်တွေးကြည့်တာပေါ့နော်ငကိုကလေးကများဟိုဒီမင်းတို့ကိုအကယ်ဒမီပေးမယ်ဒီလူမျိုးတွေရိုက်ကူးပေးရမယ်ဆိုတော့အပေးအယူနဲ့ရှိခဲ့ကြသလားဆိုတော့ကျွန်တော်ပြန်ပြီးတွေးမိတယ်ဟုတ်ပြီနော်မင်းမျိုးချူလေးထက် များစွာနာမည်ကြီးတဲ့လက်ရှိမင်းသမီးတွေရှိနေပါတယ်။အများကြီးမကြည့်နဲ့။ဟုတ်ပြီနော်။ဝှမှုရွှေဝှမှုရွှေလောက်ပဲနာမည်ကြီးအောင်လား။ဒီကျွန်တော်တို့ထိတ်တန်မင်းသားတွေတဲ့မှာတော့မှဒါနေတိုးမြင့်မြတ်ချက်ဒါလက်ရှိမြန်မာပြည်မှာသူတို့ကိုကြော်သွားသောမင်းသားမရှိဘူး။ဟုတ်ပြီနော်။တကယ်ခေါင်းဆိုတဲ့အထိုက်လေးရောက်ဒီနှစ်ယောက်ကိုတော့သုံးနိုင်သေးတာပဲ။ မင်းသမီးတွေမှာလည်းတကယ်ကောင်းဆိုတဲ့မင်းသမီးเนาะဟုတ်ပြီဒါကျွန်တော်ပြောပြဝွင့်မွန်ရွှေကြီးဝွင့်မွန်ရွှေကြီးလို့မင်းသမီးမျိုးလို့ဒါအကယ်ဒမီเนาะဒါပေမဲ့ဒီထဲမှာထည့်မတော့ပါဘူးဘာကြောင့်လဲဝွင့်မွန်ရွှေကြီးရဲ့အမျိုးသားရဲ့ image ချောက်ပါဟုတ်ပြီအဲ့တော့ဒါဘာလို့ကြည့်ချင်းရပြည့်ဆိုတော့သူတို့အဖွဲ့အစည်းတွေသူတို့လူပဲသူတို့အတွက်ပဲသူတို့ကြည်တတ်ပြီးတော့ကျန်တဲ့လူဘာဖြစ်ဖြစ်ဆိုတဲ့ဟာကျွန်တော်တို့ ရေရေတဖြည်းဖြည်းတဖြည်းနဲ့ပြည့်တဲ့မြင်အောင်ကြည့်ပါတို့ထားပါတော့အနေတို့ဆဲလိုက်နေဝင်းကိုဆဲလိုက်ဟိုလူကိုဆဲလိုက်ဒီလူကိုဆဲလိုက်အဲ့လိုဆဲဆဲရင်းနေပဲပြီးသွားမှာမဟုတ်ဘူးအဓိကကျွန်တော်တို့ကမြင်အောင်ကြည့်တတ်ဖို့လိုတာကျွန်တော်ပြောတာပြည့်တဲ့နားလဲပါလိမ့်မယ်အဲ့တော့ဒီနေရာမှာနောက်တစ်ချက်ကဘာကထားရှိလဲဟုတ်ပြီပါဝင်တဲ့ဒီအမှုပညာရှင်တွေက နောက်ကနေဖီအားပေးတာမဟုတ်ဘူးသူတို့ရဲ့တကယ်ကိုစိတ်ရင်းအမှန်နဲ့ဟိုတော့စေရင်မတိုင်းပြည်ရဲ့ခြေရီးတို့တိုင်းပြည်ရဲ့ကောင်းကျိုးအတွက်အစတိဖြစ်ပေါ်တော့ဒီစကားနဲ့မပါဝင်တဲ့စကလုံးတွေအတိုင်းတကယ်ကိုသူတို့စိတ်တွေကတကယ်ကိုလောက်တဲ့နေဆိုရင်ကျွန်တော် mention ခေါ်ပါပြီအဲ့ရပါဝင်တဲ့အမှုပညာရှင်တွေတဦးတယောက်ချင်းစီရဖြစ်ဖြစ်ကျွန်တော်တို့ဒီနောက်ွယ်ကနေဖီအားပေးခြင်းမဟုတ်ပါဘူး ကျွန်မတို့ရဲ့ကာယကံရှင်ရဲ့စိတ်ဆန္ဒအရာဒီစကားကိုပါဝင်ရိုက်ကူးပါသည်လို့ရဲရဲဝုံဝုံ post တင်ရတာလားဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ cross question ပြန်ပြီးသားရှိပါတယ်အဲ့လို post တင်အစဲခံရမှမတူသိပါတယ်အဲ့တော့ post တဲ့အကြောင်းတင်ရင်တော့အစဲခံရမှမသိရင်တကားလုံးပါဝင်ရိုက်ကူးရင်အစဲခံရမှမသူကြိုပြီးတော့သိပါတယ်ဟောဒီနေရာမှာ တချို့တချို့တွေပေါ့နော်ထားပါတော့ခင်သားလေးပြကြတော့ပေါ့နော်နီယာတာကြောက်ရတယ်နီယာတာကြောက်ရတယ်ဆိုတာဒါကိုကျွန်တော်တို့လက်ခံပြီးလိုက်မယ်ဟုတ်ပြီနော်နီယာတာကြောက်ရလို့ဆိုတဲ့အတိုင်းဒါပေမဲ့လက်ခံပြီးလို့မရတဲ့အရာကအဲ့လိုပဲနားလေပြီးအဲ့လိုပဲခွင့်လို့ပြီးအဲ့လိုပဲနားလေပြီးအဲ့လိုပဲခွင့်လို့ပြီးရင်ဥပမာကျွန်တော်တို့ဒီအာနာဒိန်ကာလာ ပြီးတဲ့အချိန်ပါဘောနော်အနုပညာသမားတော်တော်များများကောင်းမြေကြောက်ပေါ့ဒီနေ့အဖြစ်အနည်းဆုံးကြည့်မယ်ဆိုရင်ဒီလိုဟုတ်ပြီနော်မြင်းမြက်ကတော့ရှင်းတယ်မြင်းမြက်ကတော့ဒါငကူလေးကတော့တူတော့ယုံလေးလို့ ਨੇ ပသက်ဆက်နွယ်တဲ့ကိစ္စတွေရှိတာရဲ့ဟိုးမကြသေးခင်ကာလာပဲဒီမြင်းမြက်တို့ရောဒီဒိန်းတော်ရဲ့တော့ဟာတာစီချုံစုပွဲပဲမှာဒီစိတ်ကအာနာရှင်နဲ့ပူပေါင်းပြီးတော့ဒီစပွဲတွေတက်တာ ਨੇ ပသက်ပြီးတော့တော်တော်များများလဲမြင်းမြက်အကြောင်း တည်ပြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကထရီလူတော့တိတ်ပြီးတော့ပြောစရာမရှိဘူးဗျ။ဘာကြောင့်လဲဆိုတော့တခုတတိထားကြည့်ကြည့်။ဒီနေ့ရိုက်ကြတဲ့အနုပညာရှင်တွေထဲမှာဒါကျွန်တော်ကိုယ်တိုင်မတွေ့ကောင်းဖြစ်တာလည်းဖြစ်ချင်းပါလိမ့်မယ်။ပိတ်သက်အနေနဲ့တော့စဉ်းစားကြည့်ပါတော့။အဓိကတည်ပြီးပြောတာမဟုတ်တည်ပြီးပြောပါလေ။နေတို့ပါ။ဟုတ်ပြီနော်။ဒီကတည်ပြီးပြောတာဒီနေတို့ပါ။မြင့်မြတ်ကိုရေးသားကြတာမြင့်မြတ်ကိုဝေဖန်ကြတာမြင့်မြတ်ကိုဆဲဆူကြတာကျွန်တော်အနေနဲ့တော့ မတွေ့တော့ပါပဲအားလုံး white cop လောက်ကြဖို့ပုံလေးနဲ့တက်လာရဲဆိုတော့အကြောင်းအရာတော့ထဲမှာပဲဒါညီတူတို့အေဂျင့်မောင်တို့နဲ့အဆက် level 2ချင်းတန်းတူဒီထဲမှာအိုရောကြော်ရောပြောခံရတော့ပဲကျွန်တော်တွေ့မိတယ်ပေါ့နော်အဓိကညီတူကိုတဲပြီးတော့အားလုံးပြောကြတာဘာကြောင့်ပြောတာလဲဆိုတော့ကျွန်တော်မြန်မာအမှုပညာရှင်မြန်မာပြည်သက်ကညီတူအရန်ကိုမျှော်လင့်ထားကြတယ်ဒီနေ့အဖြစ် အရင်လည်းအထင်ကြီးသားကြတယ်သူဘာလို့ပြန်ပြီးကြည့်လဲဆိုတော့ကျွန်တော်ဒီအာနာသိန်းကာလဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော်တော်များများပေါ့နော်ဒီအရိပညာအလုပ်တွေပြန်လုပ်ကြရတယ်အာပေါ်လန်းတပင်တွေပြန်လုပ်ကြရအချိန်မှာနေတူကငြိမ်းသာပြီးတာနေတူငြိမ်းသာပြီးတာအဲ့နေတူငြိမ်းသာပြီးတဲ့အချိန်မှာတော်တော်များများအားလုံးနှီးပါတော့ပါပဲဘာပြောကြလဲဆိုတွေ့လားကိုနေတူဒီမှန်တယ်ဟုတ်ပြီနော်ကျွန်တော်ဒီအကြောင်းအကြောင်းရှိပြပြတာကိုနေတူဒီမှန်တယ်ကိုနေတူဒီ ဒီအပေါ်မှာမပါဝင်ဘူးအာသူကသူနေနေတယ်ဒီဒါနဲ့ပတ်သက်ပြီးတော့ဒီလိုဆိုရှိကြပါတယ်ဆိုတာနဲ့ပြိသက်ကငါတို့ရဲ့နေတိုးကြီးငါတို့ရဲ့မင်းသားကြီးဆိုတဲ့အချစ်ခင်မှုရဲ့အားပေးမှုရဲ့အောက်မှာအားလုံးကမျော်လင့်ပြီးအထင်ကြီးတာအဲ့တော့ဒီနေ့ဒီရက်မှာအဲ့လိုကိစ္စတွေကနေ opposite side ဖြစ်ပြီးတော့နေတိုးကိုယ်တိုင်ကကိုဒီထဲမှာပူပေါင်းပါဝင်လာတဲ့အခါမှာပြိသက်ကရှင်းရှင်းပြောရအောင်ပူနာသွားတာ အဲ့ဒါကြောင့်အားလုံးအားလုံးအထဲမှာညီတို့ကိုအဓိကထား